ာယုံတော့ကိုမလိုက်ပြန်နဲ့ကိုကကိုအဲကိုအလုပ်ကလေးကိုလုပ်ပြီးတော့ဒီလိုလေးနေရဖို့လို့ဒါလေးပြောချင်တာပေါ့ဗျာနော်ဒီမှာအဲ့တော့ခဏိခေတ်မှာကအဲ့ဒီနီးပညာတွေဆံပြမှုအရာဒီဒေါသဖြစ်စရာအဲစိတ်ဆိုးစရာ စိတ်တူစရာတွေနောက်တကလောဘဖြစ်စရာလိုချင်တတ်မဲ့စရာတွေအမြင်ပဲမှာရောအကြပဲမှာရောအင်မတန်များပါလေအဲ့ဒီများတဲ့ဥစ္စာကိုအဲ့ဒီနောက်လျှောက်မလိုက်ဘဲနဲ့အဲကိုယ့်အကူအေးအေးချမ်းချမ်းဖြစ်အောင် ဒီလိုလေးကြိုးစားပြီးတော့နေကြဖို့ဒါလေးပဲတိုက်တွန်းလိုပါတယ်ဘုဒ္ဓဘာသာဝင်အများစုတက္ကဒကမတွေအတွက်ကောအဲတပည့်တော်ရဲ့ဘုရားကိုရင်တာနာဆောင်းလျှောက်ရင်အဖွဲ့ကနေပြီးတော့ဘုံဘုံတွေ့ဆုံခြင်းအတွက်အမတ်တရားပါဠိမန်ပြောလိုပါတယ်ခင်ဗျာအမတ်တရားပြောလိုတာဟိုရင်ပေါ့မြတ်စွာဘုရားလက်ထက်တုန်းကဘုဒ္ဓကာရဆိုတဲ့ပုံနာကြီးကိုမြတ်စွာဘုရား မိန်တော်မူတဲ့စကားလေးပါနော်တင်ပါဗျာအဲ့တော့ဝတ္တကာရဆိုတဲ့ပုံနာကြီးကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးအိုးဘာသာကြားပေါ့နော်တင်ပါဗျာအဲဟိုအသာတကမင်းကြီးရဲ့အမတ်ကြီးအိုးအဲ့တော့ဘာသာကြားဆိုတော့ဟိုဒါဟိန္ဒူဘာသာဝင်ပဲဖြစ်ဖို့များမယ်ပေါ့နော်မှန်ပါအဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဗုဒ္ဓဘာသာဝင်နဲ့ဟိန္ဒူဘာသာဝင်လည်းဒီလိုနှစ်မျိုးပဲရှိတာကိုမှန်ပါဗျာအဲ့လိုဆိုတော့ဟိန္ဒူဘာသာဝင်ဖြစ်ဖို့များတယ်ပေါ့တင်ပါအဲ့ဒီဟိန္ဒူဘာသာဝင်ဖြစ်လောက်တဲ့ ဝတ္တကာရပုံနာကြီးကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်အရှင်ဂေါရမအကျွန်ုပ်ရဲ့အယူဆလေးတခုကိုပြောပါမယ်အဲ့တော့အကျွန်ုပ်ရဲ့အယူဆကတော့ဒီအကြောင်းအရာတခုကိုပါမြင်လိုက်တယ်ဒီမှာမြင်လိုက်တယ်ကိုလည်းပဲဒါမျက်မြင်ကိုတွေ့အနေနဲ့တကယ်ကိုခိုင်ခိုင်မာမာတွေ့လိုက်တယ်ဆိုရင်ဒါတွေ့လိုက်တာဟုတ်တယ်လို့ပြောရမယ်တဲ့နောက်တစ်ခါကြားလိုက်တယ်အကြောင်းအရာတခုကိုကြားလိုက်တယ်ဟာလုံးဝအတိအကျပဲ ေးကြတယ်ဆိုလို့ရှိရင်အဲ့ဒါကိုလည်းပဲငါကြားလိုက်တာဟုတ်တယ်တကယ်ကိုအတိကြပါပဲမမှားပါဘူးဆိုပြီးတော့ပြောသင့်တယ်တပီတော့ဒီလိုယူဆပါတယ်အဲ့တော့လူရင်းကတော့သူကတော့မြင်သမျှပေါ့ဗျာအကြောင်းအရာကအမှန်ပဲမြင်သမျှကြားသမျှတွေ့သမျှအဲအကြောင်းအကြောင်းအရာအမှန်ပဲမြင်သမျှကြားသမျှတွေ့သမျှအကုန်ပေါ့လေအဲ့ဒီမြင်သမျှကြားသမျှတွေ့သမျှအမှန်တွေကိုသူကမြင်မြင်ရင်လည်းမြင်တဲ့အတိုင်းကြားရင်လည်းကြားတဲ့အတိုင်းပေါ့လေ ဲ့လိုမျိုးပြောသင့်တယ်လို့တပီတော်ယူဆတယ်သူ့အိမ်ကိုဆောက်အဲ့လိုရှောက်တယ်တမန်ရှောက်တဲ့ကမြတ်စွာဘုရားကအဲ့ဒီဟိဘုဒ္ဓဂါရပုံနာကြီးရဲ့အယူဆကိုလက်ခံလက်မခံပါဘူးတမန်ပြောနော်လက်မခံဘူးတမန်လက်မခံပါဘူးဟေးသူ့နေဘုဒ္ဓဂါရပုံနာငါကတော့အဲ့လိုအယူဆမရှိဘူးငါအယူဆကြတော့ဘယ်လိုလဲဆိုရင်ဒီမြင်တဲ့အာယုံထားပါတော့အာယုံတခုကိုမြင်လိုက်တယ်မြင်လျာကိုမြင်လိုက်တယ် မြင်လိုက်တဲ့အခါကျတော့အဲ့လိုမြင်လိုက်တဲ့အတွေ့ဒီဒီမြင်ရအာယုံရောက်ကို့မှာဟိုတင်ပေါ့နော်ဟောကုသိုလ်တရားတွေတိုးပွားမယ်အကုသိုလ်တရားတွေဆုတ်ယုတ်မယ်ဆိုရင်အဲ့ဒီလိုမြင်ရတဲ့အကြောင်းအရာကိုပြောလို့ရတယ်။ဒါမြတ်စွာဘုရားကကျတော့ကုသိုလ်အကုသိုလ် ਨੇ ဒီလိုမိန့်တာပေါ့နော်တမန်ဒီမြင်ရတဲ့အာယုံကိုအဲပြောလိုက်တဲ့အတွေ့ပေါ့နော်မြင်တဲ့အကြောင်းပြောလိုက်တဲ့အတွေ့ ကုသိုလ်တွေတိုးပါပြီးတော့အကုသိုလ်တွေဆုတ်ယုတ်မယ်ဆိုရင်ဒါကိုပြန်ပြောလို့ရတယ်ပြောရမယ်အဲလိုမဟုတ်ဘဲနဲ့ပြောင်းပြန်မယ်ဒါကိုပြောလိုက်တဲ့အတွက်အကုသိုလ်တရားတွေတိုးပါပြီးတော့ကုသိုလ်တရားတွေဆုတ်ယုတ်နိုင်ကြရှိတယ်ဆိုရင်ဒီဥစ္စာအကြောင်းအရာအမှန်ပဲလို့မပြောရဘူးမှန်ပါပဲဒီလိုမျိုးမိတ်ပါတယ်အကြားမှာလည်းထို့အတူပါပဲเนาะအကြားမှာလည်းထို့အတူပဲအဲခုနကတော့လို့ကိုကြားရတဲ့အကြောင်းအရာတကယ်အမှန်ကန်မဲ့ဒီအကြောင်းအရာဟာမလွဲဘူး အမှန်ကန်ပဲအမှန်ကန်ပြီမယ်လို့အဲ့ဒီအကြောင်းအရာကိုကိုကပြောလိုက်တဲ့အတွေ့ကုသိုလ်တရားတွေတိုးပါပြီးတော့အကုသိုလ်တရားတွေဆုတ်ယုတ်နိုင်ပြရှိတယ်ဆိုရင်ဒါပြောလို့ရတယ်ရုပ်စာကိုပြောရမယ်လက်ဆင့်ကမ်းရမယ်ဖြန့်ဝေရမယ်ပေါ့ဗျာအဲ့လိုမဟုတ်ဘဲနဲ့ကုသိုလ်တရားတွေဆုတ်ယုတ်ပြီးတော့အကုသိုလ်တရားတွေပဲတိုးပါစရာအကြောင်းရှိတယ်ဆိုရင်ဒါအကြောင်းအရာမှန်ပြီမယ်လို့အဲ့ဒါမျိုးကိုမပြောရဘူးဆိုပြီးတော့မြတ်စွာဘုရားကမိန့်တော်မူပါတယ်အဲ့တော့အဲ့ဒီ မိန်တော်မူရဲ့အတိုင်းလိုင်းနာကျင့်သုံးကြဖို့တိုက်တွန်းနှိုးတော်လိုတယ်ပေါ့နော်အဲ့တော့ခဏိကိမှာပါလဲဆိုတော့အဲ့ဒီမြင်သမျှကြားသမျှဟိုတချို့ပုံကူများကြတော့မမှန်ကန်ဘူးအကြောင်းအရာမမှန်ကန်ဘူးအမြင်လည်းမမှန်ကန်ဘူးအကြားလည်းမမှန်ကန်ဘူးအဲ့ဒါကိုပဲအမှန်လို့ပြီးတော့ပြောကြဆိုကြတဲ့ပုံကူတွေရှိတယ်ဖြန့်ဝေကြတဲ့ပုံကူတွေရှိတယ်ပြီးတဲ့အခါတချို့ကြတော့လည်းပဲအကြောင်းအရာကအမှန်ပဲ ူမြင်လိုက်တာလည်းအမှန်ပဲကြားလိုက်တာလည်းအမှန်ပဲအကြောင်းအရာအမှန်ဆိုအကြောင်းအရာမှန်ပြီးတာပဲငါဖြန့်ဝေမယ်ဆိုပြီးတော့ဖြန့်ဝေတာမျိုးလည်းပဲရှိတယ်အဲ့တော့ဒါမြတ်စွာဘုရားရဲ့ဝါဒနဲ့ကြာလို့ရှိရင်ဒါတိတ်ပြီးတော့မကန့်ညီလို့ဖြစ်တယ်ပေါ့နော်မကန့်ညီလို့ဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကတော့ကုသိုလ်အကုသိုလ်နဲ့ချိန်ကုသိုလ်အကုသိုလ်နဲ့ပဲခွဲကြပါတယ်ကုသိုလ်တိုးပါပြီးတော့အကုသိုလ်ဆုတ်ယုတ်စရာရှိရင်ဒါကိုဖြန့်ဝေလို့ရတယ်သို့မဟုတ်ဘဲနဲ့ကုသိုလ်က ဆုတ်ယုတ်ပြီးတော့အကုသိုလ်တိုးပါးစရာရှိတယ်ဆိုရင်တော့မဖြန့်ဝေပါနဲ့ဒီလိုမိတ်နေအဲ့တော့အဲ့ဒီတိုင်းလေးနိုင်တာကျင့်သုံးရဖို့နော်ဒီလိုလေးကျင့်သုံးမှဖြစ်မယ်ဆိုတဲ့အနေအထားမျိုးလည်းပဲရှိပါတယ်ဒါခေတ်ကာလအခြေအနေရပါဗျာဟုတ်တယ်မှာပြီးတော့ဒီလိုတို့သူတော်ကောင်းများရဲ့ကျင့်စဉ်နဲ့သူယုံမာများရဲ့ကျင့်စဉ်မမဒီလိုရှိတယ်ပေါ့ကျင့်စဉ်တွေတော့အများကြီးရှိမယ်ပေါ့အဲ့ဒီထဲကတစ်ခုနှစ်ခုပဲပြောပြောပါမယ်တမန် အဲ့တော့စီလုံးညီညွတ်မှုမှာပျော်မွေ့တယ်သူတော်ကောင်းတို့သူတော်ကောင်းဟာစီလုံးညီညွတ်မှုမှာပျော်မွေ့တယ်เนาะပြီးတော့စီလုံးညီညွတ်တာကို နှစ်သက်တယ်စီလုံးညီညွတ်မှုကိုဖြစ်စေတတ်တဲ့စကားမျိုးကိုပဲပြောတယ်ဆိုတယ်ဒါသူတော်ကောင်းအကျင့်ပေါ့ပါဠိတော်လေးပြန်ပြောပြောပြအဲတမေဃာရာမောเนาะတမေဃာရာမောတမေဃာရတောတမေဃာနန္ဒီတမေဃာကရဏိဝါစံပါတိတာ ပါဠိတန်ပြောတာဒီလိုကောင်းအကျင့်ပါနော်ဒီမှာပြန်နောက်သူယုံမာရီရဲ့အကျင့်ကြတော့အဲ့ဒီအရာနဲ့ဆန့်ကျင်ပဲပေါ့နော်ဗေဒာရာမောဗေဒရတောဗေဒနန္တိဗေဒကရဏိဝါစံပါတိတာဒီမှာဒီမှာနော်သူတို့သူယုံမာရီရဲ့အကျင့်ကြတော့ဗေဒာရာမကိုယ်အောင်ပြအဲကွဲပြားမှုကိုပျော်မွေ့တယ်ဒီမှာနော်ကွဲပြားမယ်ကိုယ်ကိုယ်တိုင်ကွဲပြားရမလားသူများကိုကွဲပြားအောင်လုပ်ရမလားဒီမှာဒီခါလေးပျော်မွေ့တယ်ပေါ့နော် ဗေဒာရာမောဗေဒရတောဗေဒနန္တိကွယ်ပြားမှုကိုနှစ်သက်တယ်ဗေဒဂရဏိဝါသံပါတိတာကွယ်ပြားမှုကိုဖြစ်စေတတ်တဲ့စကားကိုပဲပြောတယ်ဒါပြီးဥမာတို့ရဲ့အချင်းအဲ့ဒီနှစ်ခုကိုခွဲခြားပြီးတော့သိလိုက်ပြီဆိုရင်ကိုဘယ်လိုကျင့်ရမလဲဆိုတော့သိပြီပေါ့နော်အဲ့တော့ခဏိခေလူအများဘယ်လိုကျင့်နေတယ်လဲဆိုတာလိုက်ကြည့်လိုက်မယ်ခဏိခေလူအများကတော့ဟိုလူယုံမာတွေများတယ်လို့ပဲ ြောရမလားတော့မသိဘူးပေါ့နော်အဲဘေဒာရာမဘေဒာရတဆိုတဲ့ပုံကိုဒီသိပ်ပြီးတော့ပေါများပါတယ်အဲ့တော့ क्वे ပြားတာကိုကိုတိုင်းလည်းပဲ क्वे ပြားလူချင်းတယ် क्वे ပြားလူစိတ်ရှိတယ်သူများကိုလည်းပဲဒီလိုပဲ क्वे ပြားစီချင်းတယ်အဲ့တော့အဲ क्वे ပြားအောင်ပဲအမျိုးမျိုးလိုက်ပြီးတော့ပြောဆိုသွေးထိုးတယ်ပဲထားပါတော့လေလုံဆော်တယ်သွေးထိုးတယ်အဲ့တော့ क्वे ပြားမှုကိုဖြစ်စေတဲ့စကားမျိုးကိုပြောတယ်ဆိုတယ်အထူးသဖြင့်တော့မီဒီယာလေးပေါ့နော်မီဒီယာတွေဆိုလို့ရှိရင် အဲ့လိုမျိုးများပါတယ်ဗေဒဂရဏိဝါစံပါတိတာဆိုတာเนาะအဲ့တော့ကြွယ်ပြားမှုကိုဖြစ်စေတတ်တဲ့စကားတွေပဲပြောပါတယ်အဲ့တော့တချို့သောမီဒီယာတွေတပိတော်တို့ကြီးမိသမျှပေါ့ဗျာအမြဲတမ်းတော့လေမကြီးပြဖို့ပေါ့အဲ့ဒီကြီးမိသမျှဆိုလို့ရှိရင်အဲ့ဒီမီဒီယာတွေထားပါတော့အခုရွေးတို့တိုင်းပြည်မှာဒီလိုကိစ္စတွေပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းပေါ့၄နှစ်၅နှစ်လောက်အတွင်းမှာဒီပြောလိုက်တဲ့စကားတွေ အဲ့ဒီ क्वे ရမှုကိုဖြစ်စေတဲ့စကားတွေကြီးပဲတောက်လျှောက်နော်တင်ပါတင်ပါအဲသူတို့မလို့လဲဒါမမြင်မကြီးပြောနိုင်တယ်လို့ဒီလိုလဲတွေးမိပါတယ်ဟိုတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အဲ့ဒါလောက်များများကြီးမပြောဖြစ်တော့ဘူးပေါ့နော်မပြောဖြစ်တော့ဘူးဒါပေမဲ့သူတို့ပြောနေတာပဲမငြင်းမငြင်းဘူးအဲ့လိုစကားကြီးပြောနေတာပဲဒီ क्वे ရမှုဖြစ်စေတဲ့စကားမျိုးကြီးတင်ပါအဲ့လိုပြောနေပျက်စီးရအောင်လူလာတာဟုတ်ဟုတ်တယ်ဟုတ်တယ်ဒီအတွင်းအတွင်းအစ္စဒါကဘိုးကအဲ့လို ွဲပြားမှုကိုသူလိုလားနေတဲ့အခါကျတော့လေတင်မတွဲပြားအောင်ဆိုပြီးတော့ဒီလိုပြောတယ်အဲ့ဒီတော့ဒီဥစ္စာတွေဟာသူတော်ကောင်းတွေရဲ့အကျင့်မဟုတ်ဘူးတကယ်လူယုံမာတွေရဲ့အကျင့်ဖြစ်တယ်အဲ့တော့လူယုံမာတွေရဲ့အကျင့်ကိုငါတို့အခုထိအောင်ပြောနေသေးတယ်ဆိုရင်လည်းအခုအချိန်ကစပြီးတော့ဒါရှောင်ကျင်ဖို့လိုအပ်တာပေါ့နော်မှန်ပါရှောင်ကျင်ဖို့လိုအပ်ပြီးတော့ကိုယ့်ရဲ့မှာစည်းလုံးညီညွတ်မှုဖြစ်စေတဲ့ဇာတ်မျိုးကိုပဲကိုကပြောမယ်စည်းလုံးညီညွတ်တာကိုပဲလိုလားမယ် ဒီလုံးညီညွတ်တာကိုပဲနှစ်သက်မယ်အဲ့ဒီလိုလေးပြောင်းလဲကြဖို့ပြောလို့တာပေါ့နော်ဒီလိုလေးပြောင်းလဲမှာဖြစ်မယ်အဲ့တော့ဒါလေကြွေးပြားဖို့ကြီးပဲဥတည်ပြီးတော့ပြောဆိုနေတယ်ပြောတော့လည်းဒီအတိုင်းအဲပြောတဲ့အခါလှုပ်တော့လည်းပဲအဲ့ဒီအတိုင်းပဲလှုပ်နေတယ်ကြွေးပြားဖို့ကြီးပဲဒီလိုလှုပ်နေတယ်စီလုံးညီညွတ်ဖို့ဆိုတာဟာမပါကတော့ဖြစ်နေတယ်ဒီဥစ္စာဟာဘယ်လုံးမှမသိလျော်ဘူးဒါလူကောင်းတွေရဲ့အလုပ်မဟုတ်ဘူးဆိုတာဒါလေးကို သတိပြုရဖို့ပေါ့ဗျာအဲ့တော့ဟိုအဲ့ဒီလိုပြောရင်းဆိုရင်းပေါ့နော်ပြောရင်းဆိုရင်းနဲ့နောက်ဆုံးဘယ်ထိအောင်သွားပြီးတော့ကိုကဟိုပြင်းမာမိတယ်လေဆိုတော့ကိုရဲ့မိခင်ကိုရဲ့ကျေးဇူးရှင်လို့ဆိုရမယ်ဒီကိုတိုင်းကြီးပေါ့နော်တင်ပါဗျာအဲကိုတိုင်းကြီးကိုထိအောင်သွားပြီးတော့ဒုက္ခပေးမိတာမျိုးပေါ့ကျွန်တော်ပြောပြအောင်ဟိုလူ